啊、这些也不一样，就这些。嗯、哦，这个。这个不用太讲。嗯嗯嗯

d a r ေးတယ်အဲ့လေးကိုရိုက်ပြီးတော့နော်ပြင်စားလေးလုပ်ပြပါဦးဟုတ်လက်လက်အဲ့ဒါဒီအချောင်းလက်ချောင်းလေးလုတ်ချောင်းလေးလုတ်ပြ။အဲ့အဲ့လိုခြေတော်လေးတွေရောဘူးရောဘူးရောဆောင်းဘူး။အဲ့ဒါတော့ဒီမှာပြောင်းနေတာလည်းပြောတာ။အာမျက်မှောက်ဒါကကြီးမျက်မှောက်ပြွားတယ်။ပြတာလေ။ဗီဒီယိုဆွဲရတာလားဗီဒီယိုဆွဲရမလား။ဘာလို့ရလဲ။ thế nào lên này này Chú đồng còn cực kỳ cha nấy lùi quốc đồng của chị vô lùi em Thôi, để nó Cha nấy lùi quốc đồng của chị vô lùi Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ

雨も荒れたわね。 တကယ်လုံးမတကယ်ရတဲ့တရားတွေလားဟုတ်ဒါလူမျိုးနဲ့လည်းမဆိုင်ဘာသာနဲ့လည်းမဆိုင်ဘူးလူလုံးလို့ဒါဓမ္မဆိုလူနဲ့ခံတာလူရလာရဆိုတာဒီတိုင်းကြတာလူရလာရဆိုတာလူလုံးမကဲတယ်လူတို့ကဲတယ်လားဘုရားဘုရားကုသကံကိုကံကိုပဲဆောင်ဘုရားဘုရားဆိုင်ကောင်းတယ် บังานนิ้วสติมาใหญ่เหมือนกันเลยตายแล้วชูอะไรตะคุยเที่ยงนี่ตาจะอ่าอไม่ครับเนี่ยเอากองน้องชูอะไรกองน้องอยากเด็กเข่าเยอะกองน้องเอง ်ကြည့်နေကြလို့နောက်မှလည်းပြန်ဆက်ရအောင် Nai tu cai mai jalan, nai tu aku mai jalan. Nai tu makan apa ni biasa. Jalan cai mai, cai mai. Dah. Eh, jalan. 这边来点面饼，来点票饼，来。 finish. <laughs> ော့ဒီမတန်းနဲ့အားမပြောင်းတော့ဘယ်လိုရှိတော့မောင်းတယ်နာဒီအားမဖြစ်ဘူးဆယ်မိရှိတော့ဘယ်လိုရှိတော့ဘယ်လိုရှိတော့ကျေးဇူးတင်ပါတယ်။ဒီကုန်းရောင်းရောင်းလေးကျေးဇူးလေးဆက်ပြီးတော့ဆက်ကျေးဇူးလေးဆက်ပြီးကျေးဇူးလေးဟဲ့ဟုတ်တယ်ဟုတ်တယ်။ဒါတော့ဝမ်းသာတယ်ပေါ့။ကျေးဇူး။ဘုရားတော်အတန်းဝင်တာ

ိုင်းနိုင်ငံတွေတောင်းတတဲ့ကစားတဲ့ကတော့သူ့ကောကျွန်တော်ပေါ်နေတဲ့ဒီလိုနဲ့လာရတဲ့ဒီနာမည်အမှားဖိတ်စာကိုပုံပြီးတော့ဘောလုံးစီစဉ်လုပ်တာဓာတ်ရုပ် Yeah. time now. ไปไหนเนี่ยนะตู้ลูกเดียวมาเลยเนี่ยนะนี่จะกลายเป็นดีดีนี่เป็นพี่เด็กตัวจริงฮัง ဒီဘွားကံนี่ခံစားတဲ့အတွေ့အကြုံဟိုဦးဇင်းကသိချင်လို့မိတာပါဦးဇင်းနဲ့ရမကြီးတို့ကြီးဟန်တို့ကလွန်ခဲ့တဲ့73နှစ်ကတရားကျင့်တာလေနောက်ပိုင်းဦးဇင်းနဲ့မတွေ့ဘူးအခုဒီကံนี่မှာဘယ်သဘောတရားတွေနဲ့ရင်ဆိုင်သွားတယ်ဆိုတာကိုဒကာကြီးကရှင်းပြပါဦးဖြစ်ပါတယ်သမီးစပြီးတော့ယောဂဖြစ်တဲ့အချိန်ကစပြီးဖြစ်လာတော့ကြာပြီပေါ့ဗျာ ော်တော်သေးထန်ဖြစ်လာတဲ့အခါကျတော့ဂျပန်20တောက်မှတပြီတော့လာခေါ်တော့တပြီတော့လာတယ်။လာတဲ့အခါကျတော့ဒီမှာကျတော့သူကပေါင်းကျိုးတာတစ်ပိုင်းတော့ကအဆုံးမကောင်းတာတစ်ပိုင်းကျော့ကဆုံးနေတဲ့အခါကျတော့တော်တော်လေးတော့ဖြစ်နေပေါ့။တော်တော်ဖြစ်နေတဲ့အခါကျတော့ပြီးတော့ရောက်လာတဲ့အခါကျတော့သူကလာမိတဲ့လူတွေပါတယ်ပြီးတော့တိတ်တွေးမခံတော့ဘူး။သူကရင်တော့လည်းတရားကျင့်ပြီးတော့ဆိုတော့တပြီးတော့လည်းအများအားလို့ပဲသူအများအား3ပြီးတယ် အမတရားနှလုံးသွင်းပြီးတော့အမြဲတမ်းနေဖို့ကိစ္စကြောင့်ဒီမှာကျတော့ဒီမှာလာမိတဲ့ပုံစံတွေတော့ရှိတယ်ပေါ့ဗျာဒီမှာလာမိတဲ့ခါကျတော့တို့တွေကတော့ဒီလမ်းကြောင်းမဟုတ်ဘဲဟိုလူနေလဲသက်သာလာပြီးတော့ဒါလေးပြတဲ့ခါကျတော့အများမှာကျတော့တပြိတော့လက်ရောက်ပေါ့ဒီတကားပိတ်လိုက်တော့တာအေးတကားလည်းဘုံပိတ်ထားပြီးတော့မှတပြိတော့ဆရာတော့ဝေးနေသူ့နှလုံးသွင်းခိုင်းတာပေါ့ဆုံးကတော့ရှုခွက်ရှုခွက်ရှုခွက်အဲ့မှာလောင်လျောင်းလေးရပုတ်ပဲနောက်ဟိုတို့ထိုင်ပြီးတော့စိတ်ဓာတ်ကထားတာအဲ့အဲ့ဒါအဲ့ ောင်တော့ဆိုသူနဲ့ကန့်ကြီးမဲ့ခါလေးနဲ့ကက်ကက်ကိုဖုတ်မှပြည်တယ်ခုလိုသူအဲ့ဒါလေးနဲ့နှလုံးသွင်းပါတယ်ပထမနှလုံးသွင်းတော့ဝင်နာလေးကတော်တော်ကြီးမားမားဖြစ်လာတဲ့ခါကျတော့လည်းနှလုံးသွင်းအားနည်းနည်းလေးပြီးလွတ်လွတ်သွားတဲ့ပုံရှိတယ်ပထမပိုင်းမှာတော့အရပောင်း20ဝင်းရင်စတပြီးတော့ရောက်တဲ့အချိန်တော့နောက်ပိုင်းကျတော့သူတပြီးတော့လည်းဟိုတရားစခန်းမှာဆရာတော်နဲ့ကျင့်ခဲ့တော့တော့ပေါ့တော့ဆောက်လို့သူကသူ့ကိုတရားကျင့်ခိုင်းတဲ့ပုံပဲတော့ဆောက်ဒီမှာကျန်တဲ့လူအပိုးလည်းမထားဘူးခင်ဗျာ သူနောက်မှာအဲ့ကုနာကသူက6ရက်ပါလို့မြောက်နိုင်တဲ့ခါကျတော့သူ့ကိုပြုစုမဲ့လို့2ရက်လောက်ပဲပုံမှန်ထားတာအဲ့တော့ senior နဲ့ထားတယ်ထားတဲ့ခါကျတော့ကျန်တဲ့ချင်းကတော့တော့ချက်နှလုံးသွင်းမယ်တရားကိုယ်ကနှလုံးသွင်းတော့ချက်တရားကိုယ်ကနှလုံးသွင်းသူနည်းနည်းလေးပြင်ပမဲ့ထင်လို့ရှိရင်ခါနားလိုက်ပေါ့ပြင်ပမဲ့ဖြစ်နားလိုက်အဲ့ကြောင့်မှဒီပြင်အကြောင်းလေးပါလေးပြောလိုက်သူ့မေးလိုက်ဘလို့အချိန်နေရှိလဲမေးလိုက် သူနှလုံးသွင်းနိုင်ပါလေကြာတော်တော်လေး3တဲ့တော်တော်ကောင်းတယ်ကြာအဲ့လိုသွင်းပြီးပြီးတဲ့ခါကျတော့နောက်ပိုင်းကျတော့ဒီဘက်ကလုံးလဲကြာသူဝေးတာတအားချင်းမဆန်ဖြစ်လာတယ် အဲ့ဒီညတော့တော်တော်ဆိုးဆိုးဝါးဖြစ်တဲ့နေပေါ့။နောက်သူ့မွေးနေ့လည်းဖြစ်တဲ့ခါကျတော့ဖဖေကလည်းပြောတဲ့ခါကျတော့မင်းမမေကဒီနေ့ဒီထားတဲ့ဒီနေ့နည်းနည်းမပြူတာမပြူဘူးသူ့မွေးနေ့လည်းဖြစ်နေတယ်ဆိုတော့ဒီပြီးတော့အဲ့ဒီညတော့ကြည့်လိုက်ကတော့တော်တော်လေးထူးထူးဆဲဆဲနဲ့ဝေဒနာတွေကတော်တော်ပြင်းပြင်းထန်ထန်ခံစားရတယ်။မချိမဆပ်ဘူးပေါ့။အဲ့လိုခံစားရတဲ့ခါကျတော့ရှုလဲရှုလို့ရှုရတယ်ဗျာ။တတိတတိတော်လည်းပေးတယ်ဗျာတော့ဆောက်။တတိတော်နောက်ဆောက်3ပေးဆရာတော်ဂွေလည်းဖွင့်တတိတော်လည်းဒီကနောက်တော့ဆောက်3ပေးတော်တော်လေးတော့အဲ့ဒီညတော့တော်တော်လေးကိုတတိတော်ပေးရတယ်။ လူလည်းတော်တော်လေးတော့လောက်ပါတယ်ဒီလိုကြီးရနေနဲ့နေနဲ့ဒီလိုပြီးတဲ့သူတွေကလည်းတော်တော်လေးလောက်နိုင်တယ်အဲ့တော့ဟိုနောက်တနေ့အဲ့ဒီဘာမှမဖြစ်ဘူးနောက်တနေ့မနေ့ကျတော့သူနားတဲ့အချိန်ကျတော့အေးဆေးဖြစ်တဲ့အချိန်ပြန်ပြောပြတယ်ဒီလိုလိုအလိုအတင်းနောက်ကသတိပေးတာလေးအဲ့ဒီမှာသူပြောတဲ့အခါကျတော့အဲ့ဒီကပြောတာ तू အဲ့လိုတရားမှတ်နေရှုနေနေတာနေပြီးတော့ तू တဏှာရောက်ပါတယ်တဏှာဆိုတာအိမ်ကြီးကစုတ်ပြတ်လို့တရားတဲခုတ်တယ် तू ဲ့လိုဆုတ်ပြန်နေတဲ့ခါကျတော့အဲ့ညောင်ရောက်သွားတဲ့ခါကျတော့တတိတော်နဲ့ပြမှာဒါမမီနေရမယ့်နေရာမဟုတ်ဘူး။မမီဒီမှာမနေရဘူးဆိုပြီးတော့တတိတော်အဲ့လိုပြောတယ်လေ။အဲ့လိုပြောတဲ့ခါကျတော့ဟိုဆရာတော်တိမ်တိမ်တိမ်မွားဥစည်းပေါ့ဗျာ။ဥစည်းရဲ့ကိုရင်လေးရဲ့အဲ့နှစ်ပါးနေပြမှာဒကာကြီးကဒီမှာနေလို့မရဘူးပြောတယ်ဒကာကြီးကပြောက်ပေါက်ခံတယ်။သူတို့ပါတယ်ပြန်ခေါ်သွားတယ်။ပြန်ခေါ်သွားပြည့်တယ်မသိဘူး။ဒါသူအာယုံနမိတ်ခဲ့မှာသူအာယုံနမိတ်တယ်ဗျာနောက်တစ်နေ့ကျမှပြန်ပြောပြတာဗျာဘုလိုအဲ့ကျမှသူမနေခဲ့ရတော့ဘူးလို့ပြန်လာခဲ့ရတယ် ပြန်လာကြတော့မနေ့နောက်တနေ့အဲသူကြည်တဲ့ချိန်မှာပြန်ပြောပြရတာသူကသူသူ့နမိတ်ထဲမှာငင်ခဲ့တဲ့စာတွေပြန်ပြောပြရတာပြန်ပြောပြတဲ့ခါကျတော့တပြည့်တော့အားရှိသွားတယ်သူကဒီလိုဆင်းရဲဆုတ်ပြတ်တဲ့နေရာမှာမနေရတော့ဆိုတဲ့ကတပြည့်တော့ပြောပြတယ်မမေတာဆိုလို့ရှိရင်အားလုံးငင်နေတော့လူမဲသေးလို့ရှိရင်လည်းဒါကောင်းတဲ့ပုံကဏ္ဍရောက်တော့မှာဒါဆင်းရဲတဲ့နေရာမနေရတော့ဘူးမမေအဖမ်းတော့တကယ်လို့အဲ့ချိန်တော့မမေသတိလစ်ပြီးတော့ဒီတရားတော့သာမကျင့်ခဲ့လို့ရှိရင်မမေအဲ့နေရာကိုနေရမယ်သဘောရှိတယ်အခုအဲ့လိုမျိုးမနေရတော့ဘူးအဲ့လွတ်သွားတဲ့အတွက်ဒီကောင်းတဲ့ပုံကဏ္ဍကိုရောက်တော့မှာမမေအားမငယ်နဲ့ အဲ့လိုပြောတဲ့ခါကျတော့နောက်တရက်ကျော်လဲကြာကြောင်းမျက်ရည်တစ်ခါကျတယ်တရက်ကျော်တရက်ကျော်ဝင်ကျင်တော့ပဲရှိမှာတယ်အဲ့တပြီတော့ဘာလို့တပြီတော့မျိုးမိမောက်ပြီးတဲ့ခါကျတော့မိမိမောက် तू ကပြောပြပြောတဲ့ခါကျတော့ဘာလို့မျက်ရည်ကျတာလဲဆိုတော့သူဘာမို့အဲ့ဝင်းလာတကယ်လို့မျက်တက်လာခဲ့မနိုင်မနေမျက်သူ့ရှုတယ်ဥစားလေးမနိုင်မနေမျက်ရှုမိလို့ရှိရင်မနိုင်ပြမနိုင်ပြပြီလို့ရှိရင်ဆိုပြီးသူ့စိတ်ကမစိုးရင်စိတ်နဲ့ပြည့်ကြတာ။နောက်အဲ့ခုနအသေးစားဖြစ်တဲ့အချိန်တုန်းကလည်းဟို တတိသူ့မှာအကက်နဲတဲ့တင်ပြီးတော့ရှုွက်အားနဲတဲ့တင်ပြီးတော့စိုးရင်တော့ဗောဗျာဒါဆိုတော့ခုနကအဲ့ဒီဒီချိန်မှာသေးသွားတဲ့ချိန်တော့ဒုက္ခပဲဗောဝိညာဉ်ရဲ့အားကြီးဖြစ်နေတာဗောအဲ့ချိန်မှာတပြည့်ကတပြည့်ကဒီမှာလေးလက်ကိုခံအခုထောက်ခိုင်းဗောဒါပေမဲ့အာယုံဒီမှာလာပြည့်တော့တပြည့်တော့အာယုံတမထပုံစံမျိုးပဲဗောတဏှာမှာစိတ်ကိုတီးခိုင်းပြောမှာဒါဆိုရင်တော့လေဘာပဲဟုတ်လို့လေဒီတိုင်းသေးသွားချင်းလေတဏှာမှာတော့ကောင်းနိုင်တယ်ဗောကိုကအခုတော့ကောင်းတယ်ဆိုပြီးအဲ့နေရာတဏှာတီးခိုင်းတာဗော အဲ့တဖူမအလက်တီတီအနေရလေးကအာယုံပြထားတော့အဲ့နေရာလေးကိုမြင်အောင်ကြည့်တော့ဘာမှအာယုံမရှိနဲ့တော့မြင်အောင်ကြည့်တော့မြင်အောင်ကြည့်တော့လို့ပြောတဲ့ခါကျတော့အဲ့ဒါကြီးကသူကရှောင်းနာကြီးပဲတာပြောလို့ဆိုရင်ရှောင်းနာကြီးဆိုဟာကြဆိုသူဝိပဿနာမြင်ရလဲကောင်းကြည့်ရဆိုပြီးတော့အားရှိတယ်ဗျာအဲ့တော့နောက်မနဲ့ကြတော့လေအဲ့နေရာလေးပြောကြည့်ရဗျာတားတယ်အမေတော့ဘာမှမပူနေတယ်ဝေစာလေးတက်လာပြီဆိုလို့ရှိရင်မမေကဝေစာလေးနဲ့ကြည့်ပြီးအလုပ်ရောက်လာတယ်ဘာမှသတိရခြင်းမရှိဘူးလေမစိုးရင်လည်းအမေကအဲ့ဒါကြီးကဘာလို့ဘာမှမစိုးရင်လည်းအေးအေးဆေးဆေးနေတယ်တော့ကမဖြစ်နေတယ်သူ့အလုပ်ကိုလုပ်နိုင်တယ်သူကတော့ တခါတခါတော့လည်းပချိမဆိုင်ဖြစ်တဲ့ခါကျတော့လည်းညီးမိညာပြီးတယ်ပေါ့တဲ့အဲ့လိုညီးညီးမိတယ်ပေါ့သူဝင်လာတယ်လည်းပချိမဆိုင်ဖြစ်လာတဲ့ခါကျတော့မနိုင်တဲ့ခါကျတော့လည်းဟိုညီးဟိုညီးတယ်သူကထားတာပဲညီးတဲ့ခါကျတော့တပြည့်တော့အဲ့လိုညီးနေတဲ့အချိန်မျိုးမှာတိတ်ွားလို့ပါကြောက်တာပေါ့မကြောက်နေတဲ့တတိယမလုပ်ဘူးတဲ့သူတောက်လျှောက်တကယ်လည်းမလုပ်ဘူးပြတောက်လျှောက်ဟာသူကတော်တော်လေးကိုကောင်းပါတယ်ဗျအဲ့ဒီတောက်လျှောက်ပဲပေါ့ကျင့်လေတောက်လျှောက်အဲ့နောက်ပိုင်းအဲ့နေမှာဝင်လာအပြင်းစားကြီးရတော့အဲ့နေမှာတော်တော်လေးကြီးကြီးဖြစ်ပုံရတယ်ဗျဖြစ်သွားပြီအဲ့နောက်ပိုင်းကြီးကျတော့ ဲ့လောက်ကြီးကြီးစေတယ်မရှိတော့ဘူး။ရှိတော့ရှိတယ်ခုနကတော့တောက်လျှောက်ပြားအားထုတ်ပြီးတော့ပတ်တဲ့အာအချိန်ကပုံပြလာတယ်။အဲ့ဒီအချိန်ကျတော့ဟိုပရမမဲတော့ဆိုလို့ရှိရင်သူကဒီတရားမှတ်လို့ဆိုတော့ညီးငွေလာပင်မလာတဲ့ခါကျတော့နည်းနည်းညီးငွေတဲ့ဘောရှိတယ်။နောက်ပိုင်းကျတော့လည်းမဟုတ်တော့ဘူးဗျာ။ဆရာတော့ဂွေလေးချက်လိုက်တာနဲ့အမုံဆရာတော့ဂွေလေးဖွင့်ပေးပါဦး။ तू ကဘယ် तू ကဒီအားနဲ့ပဲ तू တောက်လျှောက်နေနေတော့တယ်ကွာ။အဲ့လိုနေနေတဲ့ခါကျတော့ဟိုကြည့်ရတဲ့ခါကျတော့အားရှိလာတယ်ပေါ့တပည့်တော်။အာ तू ကြည့်ရတော့လည်းပုံသားဟိုပထမကျတော့လည်းမတူတော့ဘူး။ အဲ့ဒီမှာအဲ့လိုပဲသွားသွားပြောပါအဲ့တေမဲ့နေညကြတော့သူအဲ့လိုဝေးလာတော်တော်တက်လာပထမပိုင်းညက7နိုင်ဘွယ်9နိုင်လောက်ရှိတယ်အဲ့အချိန်မှာဝေးလာတော်တက်လာတဲ့ခါကျတော့အချိန်ကြီးလည်းနောက်ဆုံးအချိန်ကြီးတော့ဖြစ်နေတဲ့သဘောတော့ဖြစ်နေပေါ့ဗျာတပည့်တော်လည်းအမှန်လို့ရတယ်သူရုပ်နေထားကြည့်လိုက်တဲ့ခါကျတော့သူကသာသူကနေသားတဲ့နေရာလေးမှာနေနေတာလေးမရှိတော့သူရုပ်လက္ခဏာအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့တပည့်တော်အဲ့ကျတော့သူပြောသတိလေးပြီးတယ်မမေရုပ်ကိုပြင်ဖို့စိတ်ကူးမတက်နဲ့ နမိတ်ရုပ်ကြီးကတနေ့သေးအောင်တတ်တော့မှာနမိတ်နောက်ဆုံးချိန်ရောက်နေပြီအဲ့တော့စိတ်ကိုပဲပြင်တော့အဲ့လိုပြောတဲ့အခါကျသူခဏတော့ရှိတော့နိုင်ဝက်တော့မရှိမှတပီတော့ပြောလာပြီတပီတော့ပါပြောတာမှတ်နေတယ်ရုပ်ကပြင်လက်လကားဖြစ်သွားပြီနေရတော့ဘူးအဲ့တော့အမေစိတ်ကိုပဲပြင်တော့မယ်အဲ့ကလက်ထိုင်းဟိုကလေးဖလက်ကလက်ထိုင်းပြင်ကလက်ဖလက်ကလက်ထိုင်းပုံမှာထိုင်းပေါ်ပဲအဲ့ပုံမှာပဲသူတလုံးသွေးပြောမျိုးပဲဆိုပြီးတော့အဲ့ပုံမှာနေသားလို့တပီတော့အဲ့လိုပြောပြီးတဲ့နေလိုက်သားလို့ရွေကျက်တဲ့ကလက်ထိုင်းပုံလက်အဲ့ပုံမှာပဲသူတလုံးသွေးပေါ့ ဘယ်လိုစိတ်ထားနဲ့လုပ်တက်သွားအနန္တရပ်စာပိစ။ကျော်။ဘာအနန္တရပ်ရသူရောတက်တော့အခန္ဓာဆက်ကနေပြီးတော့ခမန်းချက်ကတော့ခဏိုက်ခွဲလာပေါ့။အဲ့ဒီပေါ်မှာတို့တို့ဖြစ်နေပြီတို့။ဘာလို့မှမလုပ်ဖဲနဲ့ ဘာလို့မှသူကပြောနေခါတရားလို့မှတ်နေပြီးတော့သူတရားတက်တယ်မှတ်ပြီးတော့အင်္ဂလိပ်ဘာမှာအစခဏဒီမှာဒီမှာဝိရဏဘာခံစားချက်မှမရှိပဲနဲ့နေပြီးတော့မှအဲ့မဲ့အသက်ထွက်တတ်တဲ့ခါတည်းကခမမသိလိုက်ပါဘူးဗျာအသက်ထွက်တာမသိလိုက်မသိရဘူးဗျာတပည့်တော်လည်းအဲ့မှာဟုတ်မှာဟုတ်ပါရဲ့တော့ဟုတ်ကောင်းအဲ့ကောင်းလားစားချက်မှရမိနစ်20လောက်မိနစ်20လောက်မှဖဖေကသူတရားမှတ်နေတဲ့အချိန်မှာတပည့်တော်တည်ငင်းလေးနေတဲ့ခါကျတော့ဖဖေကတင်ပြသေးသွားပြီလားမသိဘူးဆိုပြီးတော့ရင်ဝါလေးကိုသွားဆန်းနေတယ် ကျောင်းလေးကစားဘူးစားမခံဘူးသူ့အလုပ်သူလုပ်နေတော့သူလမ်းမကြည့်တော့လက်ကလေးဖဲ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 ခိုင်းနေပြန်လက်ကလေးဖဲလိုက်တော့ဖပြလည်းဖဲလိုက်တယ်ဖဲပြီးတော့တပြိုင်တည်းဝိုင်းကြည့်နေအောင်ပြန်ဒါသူအရန်ငင်းညံ့ပြီးတီးပြီးတော့တော်တော်လေးကိုအားရှိဖို့ကောင်းတယ်ပြန်တပြိုင်တည်းတရားကျင့်နေတဲ့အချိန်မှာဘုံပြုတ်ကျသွားပြီးတော့ရုပ်ကိုပြစ်လက်ခတ်ထုံကြီးပြစ်ချတော့ချပြီးတော့မှငင်းပြီးတော့အေးချမ်းနေပေါ့အဲ့တိုင်လေးပဲပြန်အဲ့တပြိုင်တော့ဟုတ်တယ်သားဆိုပြီးတော့ရုပ်ကြည့်ပြင်းလို့မရဘူးဆိုအဲ့ကွာနေပြန်မှာသူတရားလေးနှလုံးသွင်းမှာဆိုပြီးအဲ့ထိုင်ပေါ်မှာထိုင်နေပြန်မှာအဲ့အန်ပြန်မှာမှတ်နေလိုက်တဲ့ဥစားနေပြီးတော့ ပထမပိုင်းนี่เน้นๆလေးပဲဟိုသူပြူတာပြင်တာလေးရှင်နောက်ပိုင်းတော်တော်အဲ့ဒီကလေးရောက်နေလေးတည်ငိမ့်လေးငိမ့်ပြီးနောက်ဆုံးအဲ့တပြုတ်ကြည့်နေတော့ဆိုတာเน้นๆလေးမှာတက်တက်ထက်တော့တိကိုမတိတာဗျာဝိုင်းကြည့်နေတာမတိတော့တာလုံးဝမလုပ်ဘူးဗျာတည်ငိမ့်ပြီးတော့ကလေးကိုအဲ့ဟိုဇောတွေကြာပြုတ်ကြာပြုတ်ရှင်အဲ့လိုလေးကိုငိမ့်ပြုတ်ကိုတေးသွားတာဗျာအဲ့တော့ပြီးတော့ပြောတော့ဒီမှာကြည့်လိုက်အဲ့ခါကျတော့လေအကုန်လုံးက တက်လေးကအကုန်လုံးပျော့ပျော့ပြီးတော့ခါသူ့အဲ့မှာနေရာလေးရွှေ့အဲ့လည်းတပြီးတော့လည်းဓာတ်ပုံလေးပေါ့မှတ်တမ်းလေးပဲရိုက်လိုက်တယ်သူရိုးတော့တိစားပြီးပြီးမြတ်လိုက်တယ်ပေါ့အဲ့လည်းနောက်တစ်လေးအချီလဲဒီတိုင်းလေးပဲအကုန်လုံးပြရလက်ဒီပါလေးအကုန်လုံးပျော့ပျော့လေးလေးပဲဗျာတေးရတာတော့ကြည့်ရတာတော်တော်လေးဟိုဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ကောင်းပါတယ်လူတွေတိပုံကျပွားခြင်းတောင်းကြီးတဲ့ယုံရှိပျော့ပျော့လေးပဲဗျာဟုတ်ဆိုအခေါင်းသွင်းတဲ့အချီလဲမလိုက်တော့ရှင်းအပေါ်နဲ့ခေါင်းဘက်ကဟိုတယောက်ကမှဒီချင်းရတာခွေခွေလေးပဲပျော့ပျော့လေးပဲဗျာဟုတ်ဟုတ် အဲ့တော့ဦးဇင်းတို့ဆိုလိုတာလူဆိုတာသိရမှာပဲသိမှသိကြနေတယ်ဆိုတာလူတိုင်းသိတယ်အဲ့လိုသိကြအောင်သိရမယ့်ကိစ္စကြီးမှာ